အလုံးမင်္ဂလာပါဗျာနယ်ဆင်းအာဆင်နယ်နဲ့ကြိုဆိုလိုက်ပါတယ်အဲကျွန်တော်ဒီနေ့မှာတော့အာဆင်နယ်အသင်းရဲ့ဒါအန်ဒရီယာဘာတာလှုပ်ရှားနေတဲ့အယောင်ဝယ်ပိုင်းနဲ့ပတ်သက်ပြီးတော့အနည်းငယ်ဗီဒီယိုလေးပြုလုပ်ပေးခြင်းပါတယ်ဟိုပထမဆုံးအနေနဲ့ပြောချင်တာကတော့ဒါလက်တလုံးမှာပဲဒါအာဆင်နယ်အသင်းရဲ့လွန်ခဲ့တဲ့တစ်ပတ်ကအထီကိုညင်နေတဲ့အာဆင်နယ်အသင်းရဲ့အဝယ်တွေကလက်ရှိ၃ရက်တွေမှာတော်တော်လေးလှုပ်ရှားလာပြီးတော့ဒါတယောက်ကိုလည်းခေါ်နိုင်ခဲ့ပြီ ဒါအားလုံးဒီအတိုင်းပဲဒါ Nogat ပေါ့နော် Brandford အတင်းကောင်းဆုံး Nogat ကိုကျွန်တော်တို့ဒါ Euro 17တန်းနဲ့ကျွန်တော်တို့ခိုးနိုင်ခဲ့တယ်။ Thomas Partey ဒါထွက်ခွာမဲ့တရင်ကြာကြာပြီးချင်းပါပဲတန်းပြီးတော့ဒါဟိုခွာခေါ်လိုက်တာဖြစ်တဲ့အတွက်ဒီ plan ကအရင်ကနေက Andrea Pata ဒါဆွေးထားတဲ့ plan ဆိုတာအသေးစားပဲဖြစ်တယ်။ Thomas Partey ကို plan A အနေနဲ့ဒါကျွန်တော်ဒီညီနိုင်မှုဆက်ပြီးတော့ဒါစာချုပ်တက်တန်းတိုးကိုစူးစမ်းမယ်။အကယ်၍ မရဘူးဆိုရင် plan B အနေနဲ့ knock out ကိုခေါ်ဖို့လဲသူတို့အစိုးရကြီးနဲ့ကဒါဂျိုတင်ဒါကင်းထောက်ပြီးတော့ဂျိုတင်ညှိနှိုင်းထားတာလေကျွန်တော်နောက်ွယ်မှာရှိလို့ရှိမယ်ဘာလို့လဲဆိုရင်ကျွန်တော်ဒီလိုခေါ်ရတွေကတဏီတဲ့တရထဲနဲ့ဘလို့မှခေါ်လို့မရဘူးကစားသမားနဲ့ပါစင်နဲ့ထိုင်းရအောင်လေအနည်းဆုံးအပတ်ချီရက်ချီလချီပြီးစူးစမ်းရမယ်အဲ့ဒီအပြင်ကျွန်တော် scouting တွေလုပ်တာလေလွန်ခဲ့တဲ့လပေါင်းများစွာနဲ့ scouting တွေလုပ်ထားမှာဖြစ်တယ်ပြီးတော့မိခင်တင်းနဲ့လည်းကျွန်တော်ညှိနှိုင်းဖို့ကကြံသေးတယ်ဆိုကြတော့ဒီကိစ္စတွေကအရင်ကနေ့ကဒါချိုးတင်စင်စားတဲ့ကိစ္စဆိုတာအသေးချပဲပြီးကျွန်တော်အနေနဲ့ထင်တာက ဟိုပါတီးကိုစာကြွချုပ်တာကိုပလန် A ဒီနောက်ကကိုအစားထိုးတာကိုပလန် B လို့ဒါအများစုကပြောကြပေမဲ့ကျွန်တော်စိတ်ထဲမှာတော့ဒီနောက်ကကိုခေါ်ဖို့ပို့ပြီးတော့အာတန်နေတဲ့အတွက်ဒီပါတီးကိုများသူတောင်းဆိုမှုတွေကို လွလွကူကူရှော့ရှော့ရှူရှူလုံးဝမလိုက်လို့မလိုက်မလိုက်လျောခဲရလားဆိုပြီးတော့တန်တရားဝင်မိတယ်အစိုးရနဲ့နော့ကက်ကိုပို့ခေါ်ခြင်းလို့မလို့ပါတီကိုပို့ပြီးတော့ဒါလူတောင်းဆုံမှုတွေကိုဒါလုံးဝတင်းတင်းမာမာနဲ့ပြန်ပြီးဆက်ဆံခဲ့သလားဆိုပြီးတော့ဒါတန်တရားဝင်တယ်ဒါတော့ထားပါတော့ဒါတပိုင်းပေါ့အဲ့လိုပဲဒဇက်ထဲမှာပဲကျွန်တော်တို့ဒါဘလင်းစီယာသင်းရဲ့အာလူငယ်နောက်ခံလူကျွန်တော်တို့အာမကွေရာကိုကျွန်တော်တို့ခေါ်ယူဖို့အတွက်ပါစင်နယ်ထန်အဂရီမန့်ရခဲ့တယ် အာဆင်နယ်နေနဲ့ဘဟုနောက်ခံလူတအူးအရန်လူတအူးခေါ်မယ်ဆိုတာအားလုံးကအတီးပီးစားဖြစ်တယ်အဲ့တော့လေဟိုသတင်းတွေထွက်နေတာလည်းအများကြီးပဲဒါပေမဲ့အဲ့သတင်းတွေအားလုံးထဲမှာအခုမာဂရီယာတော့ပါမလာခဲ့ဘူးဒီသူပါလာမှကျွန်တော်တို့ရှာကြည့်တဲ့အချိန်မှာတကယ်ကိုဒီကစားသမားလေးကတကယ်ကိုတော်တော်ကောင်းတဲ့ကစားသမားမျိုးဖြစ်တယ်အသက်က27ပဲရှိတယ်အရက်က6ပေ3 long batch တွေကလုံးဝကျွတ်စင်ကြီးတယ်တော်တော်လေးကိုကောင်းတယ်ဟိုဂါဗီယယ်မဂါဟေးစ်အသက်27နှစ်အရွယ်မှာကောင်းတာထက်အများကြီးပိုကောင်းတဲ့ ဒါကစားသမားမျိုးဖြစ်တယ်ဆိုတော့ဒီလူကစားသမားမျိုးကို personal ten agreement ရအောင်လုပ်နိုင်ခဲ့တာတော်တော်ချီးကျူးကောင်းတယ်စာချုပ်ကလည်းတနည်းပဲကျွန်တော်တို့အတွက်ဈေးရလည်းလုံးဝလုံးဝမောင်းများမနေပဲねကျွန်တော်အလွန်ဆုံးပေးရပေါင်10တန်းပေါင်15တန်းဆိုတာဒါမိုင်းကုန်ပဲဆိုတော့ကြတော့ဟိုဒီဘာသာရဲ့ဒါဂင်းထောက်မှုတွေလုံးဝဒီအတန်လုံမှုတွေကတော်တော်လေးကိုချီးကျူးကောင်းတယ်အကယ်၍ဒီကစားသမားကခုံနိုင်ခဲ့မယ်ဆိုရင်ကျွန်တော်စာလီပါလည်းအနားရမယ် ဒီ Gabriel Magalhaes လည်းကျွန်တော်တို့ဒါ rotation နေနဲ့သူ့နေရာလဲဒါညညညချင်းနဲ့ကန်နိုင်မလို့ကျွန်တော် Kivior လည်းရှိပြီးသားဖြစ်လို့ Arsenal ရဲ့ဒါခံစစ်ပိုင်းကအသက်ရွယ်ရရောခြေစွမ်းပိုင်းအရရောအရင်မောင်းကိုကြည့်မလား physical ကြည့်မလား quality ကြည့်မလားတော်တော်လေးကိုဒါ squad depth ရော first line နဲ့ရောပြည့်စုံသွားမဲ့အနေအထားမျိုးလို့ကျွန်တော်ပြောလို့ရတော်တော်လေးအားရဖို့ကောင်းတဲ့ဒါအပြောင်းအရွှေ့တစ်ခုဖြစ်လာမှာအသေးချာပဲဒါကအခုလက်ရှိတက်လာတဲ့အခေါ်ပိုင်းတွေပေါ့နော်အကြောင်းပိုင်းမှာဆိုရင်လည်း Andrea Barta နေနဲ့တော်တော်လေးကိုစီးစီးစစ်စစ်လုပ်နေတာကိုတွေ့ရတယ် အထူးသဖြင့်ဒါဇင်ချန်ကိုပေါ့နော်ဇင်ချန်ကိုကို AC Milan ချိတ်ဆက်နေရကြာပြီကျွန်တော်တို့ဒါတာမန်ပိတ်သက်အမြင်ရကြည့်မယ်ဆိုရင်ဇင်ချန်ကိုလိုမျိုးအခုနောက်ပိုင်းမလိုတော့တဲ့ကစားသမားမျိုးကိုယူရို၁၀သန်းလောက်ရရင်တောင်မှအမြင့်ဆိုပြီးကျွန်တော်တို့ရောင်းစီခြင်းပေမဲ့ဘာတာကတော့ဒါယူရိုသန်း၁၀နဲ့တင်းခံထားတယ်ဟိုထိုက်တန်နဲ့ဒါကြေးမျိုးရှားမှလှုပ်မယ်ဆိုပြီးတော့တင်းခံထားတဲ့အတွက်အရောင်းပိုင်းမှာလည်းအာဆင်နယ်အနေနဲ့ကတည်တည်ချက်ချောက်စီးစစ်ဆက်လုပ်နေတော့တွေးရတယ်အဲ့အပြင်ဒါဘီနက်စင်ရဲ့ဒါအရောင်းပိုင်းကိစ္စရည်လည်းကျွန်တော်နောက်ပြန်မှာဒါဆွေးနွေးနေတာရှိရပါတော့ဖူဟန်အသင်းနဲ့ဒါကတော့အရောင်းပိုင်းကိစ္စရည်ပေါ့ ဒါဆက်ထဲမှာပဲကျွန်တော်တို့အာဆင်နယ်အသင်းအနေနဲ့ဒါလုံးဝပြိသက်တွေနေနဲ့မဖြစ်မနေလိုချင်ကြတဲ့အထောင်တိုက်စစ်မှုနဲ့ဘေးတောင်ပိုင်းကိစ္စလောလောဆယ်အထိတော့ဒါထွက်နေတဲ့သတင်းအားဆိုရင်အထောင်တိုက်စစ်မှုတွေဆိုရင်နှစ်ဦးရှိတယ်ဆက်ကိုနဲ့ယူကရက်စ်ဘေးတောင်ပိုင်းဆိုရင်ကျွန်တော်တို့ရိုဒီကိုရာဖေလီယိုအစီ၃ဦးရှိတယ်ဒါပေမဲ့ဒီရှေ့မှာဘာကဘာကလုဘာတာလုပြခဲ့တဲ့ဒါလုံးဝက်တွေအရာဒါနော့ကက်ကိုခေါ်လိုက်တာတွေကျွန်တော်မာခွေတာကိုပာစနယ်ထဲအဂရီမန့်ယူလိုက်တာတွေယူလိုက်တဲ့သတင်းတွေအရာဆိုရင် ဒီဘေတောင်မန်အတွက်နဲ့အထောင်တန်းစီအတွက်ရောဘာသာအနေနဲ့ခုလက်ရှိကျွန်တော်လူမျိုးများအနေနဲ့ကစားသမားတွေတည်းကတကယ်ပဲပြစ်မှတ်အမှန်တကယ်ရှိနေလားဒါမှမဟုတ်ရင်လည်းနောက်ကွယ်မှာကျွန်တော်မထင်ထားတဲ့ဒါကစားသမားမျိုးတွေနဲ့ဘယ်သူတွေနဲ့ချိတ်ဆက်နေလဲဒါဥပမာကျွန်တော်တို့ဒါတစ်ခါတည်းလေးသတင်းတွေထွက်ထွက်လာတဲ့ဒါအက်တလက်တီကိုမက်ထရစ်ကဟူလီယန်အေဗာရက်စ်တို့အာ PNP ရဲ့အသင်းကဘာကိုလာတို့ဒီလိုမျိုးကစားသမားတွေကိုလည်းကျွန်တော်မထင်မှတ်ထားဘဲနဲ့ချိတ်ဆက်နေသလားဒါမှမဟုတ်ရင်လည်းအဲဒီထင်ထားတဲ့ကစားသမားတွေကလည်းကျွန်တော်တို့ဟိုတကယ်ဟိုဒါ လုံးဝပိုင်ချုပ်ပြီးဆိုမှပါစင်နယ်ထန်တန်းပြီးသတင်းထွက်လာတယ်ပါစင်နယ်ထန် agreement ရတန်းပြီးတော့ဒါကန်လှန်တန်းပြီးတော့အမြန်ဟိုသဘောတူညီမှုမရမလားဒီလိုမျိုးတွေကျွန်တော်ပို့ပြီးတော့တွေးစရာတွေမျှော်လင့်စရာတွေဖြစ်လာတယ်။ဘာပဲဖြစ်ဖြစ်အခုလက်ရှိထွက်လာတဲ့ကစားသမားတွေကဘယ်သူကအရောက်နိုင်ဆုံးလို့သုံးသက်ရမလဲဆိုရင်တော့ဟိုပြောရရင်တော့နည်းနည်းတော့ခက်ပေမဲ့ဒါအနည်းဆက်ဆုံးတွေးကြည့်ရမယ်ဆိုရင်ကျွန်တော်အနေနဲ့ကဟိုဘာသာရဲ့အခုလှုပ်ရှားမှုတွေအရာသူ့အနေနဲ့တိကျခိုင်မာတဲ့ဒါကင်းထောက်မှုတွေရှိပြီးသားတိကျခိုင်မာတဲ့ပြစ်မှတ်တွေရှိပြီးသား ဟိုတခြားအများပြောနေသလိုမျိုးအာဟိုလူရွေးရမလို့လို့ဒီလူရွေးရမလို့လို့ဟိုဘက်ထည့်လိုက်ဒီဘက်ထည့်လိုက်ဖြစ်နေတဲ့တဲ့င်းနေအရာဆိုရင်ဟိုခုတတိဝေခွဲများတဲ့ပုံစံမျိုးလို့ကျွန်တော်အနေနဲ့လုံးဝမထင်ဘူးတကယ်တော့သူ့မှာကကျွန်တော်ဒီနေရာကြီးလိုအပ်တယ်ဆိုတာအခုမှလိုအပ်တာမဟုတ်ဘူးလွန်ခဲ့တဲ့၄၅၆လကနေကျွန်တော်လိုအပ်ခဲ့တာသူ့ကိုအာဆင်နယ်ကမခေါ်ရင်ကနေကကျွန်တော်နေဒီနေရာတွေမှာလိုအပ်နေတာဖြည့်ဖြည့်တင်ရမယ်ဆိုသူသိပြီးသားအဲ့တော့တေချာပေါ့ဒါတက်တက်မတ်မတ်ဒီပြစ်မှတ်ကတော့ရှိပြီးသားပဲဖြစ်မှာပဲဆိုတော့ကြတော့ ဘာလို့မို့အခုရင်ဒီကြံ့ကြာနေလဲဆိုရင်အကယ်၍အဲ့ပြင်းမှတ်နေတာဘာတာရဲ့လုတ်ကင်ပုံရတေချာပေါ့ဒါညှိနှိုင်းလို့လွယ်မယ်ဆိုရင်တမ်းပြီးကိုဒါခေါ်ခေါ်လိုက်မှာပြောချင်တာအချိန်ဆွဲနေမှာမဟုတ်ဘူး knockout ကိစ္စလိုမျိုးအချိန်ဆွဲနေမှာမဟုတ်ဘူးကျွန်တော်ထင်တာတော့အဲ့ပြင်းမှတ်ကရှိပြီးသားဖြစ်ပေမဲ့ညှိနှိုင်းရကြံ့ကြာနေတယ်ညှိနှိုင်းရခက်ခဲနေတယ်အနေအထားမျိုးဖြစ်လို့မို့လို့အခုချိန်ထိဒါမခေါ်နိုင်သေးတာလို့ပဲကျွန်တော်သုံးသပ်မိတယ်အခုလက်ရှိသူ့ရဲ့လုံရီကိုင်းရအရာဆိုရင် ဒါကြောင့်မို့လို့ဒီခုအထောင်တိုက်စစ်မှာဆိုရင်လေယူကရိန်းနဲ့ဆက်ကိုဆိုရင်ဒါယူကရိန်းဆိုရင်တေချာပေါက်ခေါ်ချင်တာခေါ်ချင်ပြီဆိုရင် personal ten agreement တန်းရမှာပဲယူကရိန်းကဘလောက်လာချင်နေလဲဆိုတာဟိုသူ့မိခင်တဲ့နဲ့ဘလောက်ပြောင်းချင်နေလဲဆိုတာအားလုံးသိပဲဖြစ်ဆိုတော့ကျွန်တော်အဲ့တည်းမထွက်သေးတဲ့အတွက်တေချာပေါက်ယူကရိန်းကိုတော့ဦးစားပေးမဖြစ်နိုင်ဘူးလို့ကျွန်တော်တို့သုံးသပ်လို့ရတယ်အဲ့တော့ကြောင့်ဆက်ကိုပေါ့နော်ဆက်ကိုအနေနဲ့ကအသက်လဲငယ်သေးတယ်မိခင်တဲ့နဲ့လည်းဆက်ဆံရေးအဆင်ပြေနေတဲ့အတွက်အသိအပြောင်းကိုအရင်ယူကရိန်းလောက်ထိဆက်ရထက်တဲ့နေရာမျိုးမဟုတ် ပြီးရင်တောင်းဆိုမှုတွေကလည်းများနိုင်တယ်အစိုးရကျွန်တော်တို့နေဆက်ကိုအနေနဲ့ပဲနဲ့ပဲဒါပါစင်တဲ့ထန် agreement ရဖို့ကြံ့ကြာနေလားအဒါတပိုင်းရှိတယ်ဘာလို့ဆိုရင်တေချာပေါက် request ဆိုရင်တေချာပေါက် personal ten agreement ရတယ်ဆိုတဲ့တည်ရင်အခုကနေကကျွန်တော်တို့တက်နေမှာဖြစ်တဲ့အတွက်တေချာပေါက်သူ့ရဲ့ဦးစားပေးပြမှတ်က request မဟုတ်ဘူးဆိုတော့ကျွန်တော်ဒီအချက်နဲ့ဒါသုံးသက်ပြီးတော့ခံမှန်းကြည့်နိုင်တယ်အဲ့လိုပဲဘေးတောင်းမှာဆိုရင်လဲ Rodrigo Rafaelio S0 ရှိပြီမဲ့ဟိုဒီသုံးယောက်ထဲမှာဘယ်သူကခေါ်ဖို့အခက်အခဲဆုံးဖြစ်နိုင်မယ်လို့ဒါထင်ကြလဲ ။ဒီကြောင့်ကျွန်တော်အနေနဲ့ကတော့ရူဒီကိုကအခက်အခဲဆုံးလို့ဖြစ်နိုင်မှာပဲ။ရီယယ်မက်ထရစ်လိုအသင်းမျိုးပြီးရီယယ်မက်ထရစ်မှာလည်းဟုတ်တခုဇာဗီလိုအလွန်ဆုံးမတိုင်ခင်အထိနေရာခိုင်မှာရထားတဲ့ကစားသမားမျိုးလာတာလည်းမြင်ပါမယ်။တောင်းချီကြီးကလည်းမြင်ပါမယ်။ဒီအက်ဇီရိုအဖီလီယိုနဲ့စာရင်အာဆင်နယ်အနေနဲ့ဆွေးဆောင်ရခေါ်ယူရညှိနှိုင်းရပိုခတ်မယ်လို့ကျွန်တော်နေခံမှန်းမိတယ်။ဒါကြောင့်မို့လို့ဒါဒီချိန်ထိကြံ့ကြံ့နေရလို့ကျွန်တော်နေသုံးသပ်မိတယ်။ ဟိုဆိုဒီထက်ရမှအာဆင်နယ်ဒီဘာတာအနေနဲ့က plan A မရရင် plan B C တွေပါသူတို့သုံးသပ်ရှိထားတဲ့အတွက်ဒီကစားသမားတွေကိုဘယ်သူ့ကိုခေါ်ချင်နေဆိုတဲ့ဟာကိုမီဒီယာကိုလည်းအသိမပေးဘူးကျွန်တော်တခြားဒါတချို့တည်င်းအစားအသောက်တွေလည်းမဖော်ထုတ်ဘဲနဲ့ဒါခြေတံလုံးတွေနဲ့ဒါဆောင်ရွက်နေတယ်ကျွန်တော်နေထင်မိတယ်။နံပါတ်1တစ်ချက်ကတော့ဒါအကယ်ပြင်မဲ့ plan A ရမရရင် plan B ခေါ်ရင် plan B နေနဲ့စိတ်မကွက်အောင်တခုရှိရင်ရှိမယ်။ဒါမှမဟုတ်ရင်လည်းကျွန်တော် peer pressure တွေဘာတွေအရပုံမှန်ထက်ဒါပုံမှန်စီပီတန် ခိုက်ကန်တဲ့ဈေးထက်ပူပေးရမှာဆိုလို့လေကျွန်တော်တို့ဒါဒီအတန်တွေမထွက်ခိုင်းတာလည်းရှိရင်လည်းရှိမှရှိနိုင်မယ်သူတို့လိုအပ်လာရင်သူတို့ဒါအတန်တွေရထွက်အောင်သူတို့အနေနဲ့ကဒီ channelist တွေကိုတရင်တွေပေးมาပဲဒါပေမဲ့အခုချိန်ကြီးမပေးသေးရပုံထောက်ရင်တော့မလိုအပ်သေးလို့မပေးသေးရလို့မျှော်လင့်ရတယ်ပြီးရင်အခုချိန်ထိဒါကြမ်းကြာနေပုံထောက်ရင်တော့ကျွန်တော်ခွင့်အရှိမပြောခဲ့သလိုပဲ ညီနိုင်ရခက်ခဲတဲ့ကြာနေတဲ့ကစားသမားမျိုးမျိုးပဲကြံ့ကြာနေလို့ခံမဲ့မိရဲ့အကယ်၍များညီနိုင်ရလွယ်ကူတယ်ဆိုရင်အခု knock out လို့ခေါ်ဆိုလိုမျိုးတန်းပြီးတော့ဒါခေါ်လူလိုက်မယ်လို့ကျွန်တော်တို့ယုံကြည်မှုအပြည့်ရှိတယ်ဒါကတော့လက်ရှိ Andrea Barter ရဲ့အာလှုပ်ရှားမှုအချို့ပေါ့နော်ဆိုတော့ကြတော့ဟို budget ဘိုင်းကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့က Arsenal နဲ့လက်ရှိအပြောင်းရှိမှာပေါင်တန်း100နဲ့တန်း200ကြားထိ၃ဝင်ရှိမယ်အခုလက်ရှိ၃ယောက်ခေါ်ပြီးပြီ keeper Zubimendi အရေးကြပါတော့ဇူမန်ဒီအရေးကြပြီးရင်ကျွန်တော်တို့ဒါ knock out 300လောက်ပေါင်မှပေါင်တန်း30ဝန်းကျင်မှာကျွန်တော်300သိတယ်ပေါင်တန်း80 300အောင်မယ်အဲ့လိုပဲအခုတောင်တောင်မင်္ဂလာမိုင်းနေနေဆိုရင်လည်းကျွန်တော်တို့ဒါ a0 ဆိုရင်ဒါအရေးကြတဲ့ခွန်နိုင်မဲ့အနေထားရှိတယ် ီရိုရီကိုတို့တော်ဖီလိုတို့ဆိုရင်လည်းအကုန်လုံးတန်း90 80ဝန်းကျင်နန်းတွေမှာကျွန်တော်ညှိနှိုင်းလို့ရနိုင်တယ်အဲ့လိုပဲ US ဆက်ကိုတို့ဆိုရင်လည်းတန်း90 80မှာဝန်းကျင်နန်းတွေမှာရှိတဲ့အတွက်ကျွန်တော်တို့သူတို့ကဒါအရေးကြတဲ့ခွန်နိုင်မယ်ဆိုရင်သူတို့နှစ်ဦးပေါင်းမှာမှဒီဘယ်တောင်မန်အထောင်လိုက်စီနှစ်ဦးပေါင်းမှာမှကျွန်တော်တို့နောက်ထပ်တန်း90 80လောက်ပဲကျွန်တော်ပို့သုံးဟုတ်လို့ရပေါ့နော်အဲ့တော့ကြတော့ကျွန်တော်တို့ရဲ့ budget နေထားကြည့်မယ်ဆိုရင်လည်း30 3ပြီးပြီးနောက်ထပ်90 80ပဲသုံးဖို့လိုတယ်တန်းတရာဝင်းကျင် ွက်တိဖြစ်နေတဲ့အတွက်တေချာပေါက်ဒါနှစ်ဦးကခေါ်ခေါ်မှာခေါ်နိုင်မဲ့အနေထားဒါဗန်ဒါရေးအခြေအနေလည်းပိုင်ဆိုင်ထားတယ်ဒါတော့မှကျွန်တော်တို့ဒါအခုဟိုအယောင်ကနေရနိုင်မဲ့ငွေကြေးတွေမပါသေးဘူးဆိုတော့ကြတော့အာဆင်နယ်ရဲ့လက်ရှိဒါအပြောင်းအရွှေ့သတင်းတွေအရလှုပ်ရှားမှုတွေအရဟိုမထင်မဲ့ထားတဲ့အနေထားတွေကနေတန်းပြီးတော့ဒါအပေါင်းလက္ခဏာဆောင်းလာတယ်ပရိသတ်တွေနဲ့အားရကျင်းတဲ့ဇာဖြစ်လာတာတော့အမှန်ပဲဒီလိုမျိုးတွေကိုကျွန်တော်ဒါစူးစမ်းပြီးနေတဲ့ဒါတိတ်အတန်မထွက်တဲ့ ဒါ Andrea Barda တို့ဒါ Arteta တို့လည်းကျွန်တော်တို့ဒါချီးကျူးရမှာဖြစ်တယ်ပေါ့နော်ဒါကတော့လက်ရှိ Arsenal အပြောင်းရှင်းနဲ့ပတ်သက်ပြီးတော့အားလုံးချုံငုံသုံးသက်နိုင်အောင်ကျွန်တော်တို့နေဒါ preview လေးအမြန်အ quick reaction လုပ်ပေးလိုက်တာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်